မင်္ဂလာပါအရွက်လော်တုံးလို့ဖို့အတွက်မိမိအစဉ်ပြေရာနှစ်သက်ရာအသီးအရွက်တွေကိုအသုံးပြုလို့ရပါတယ်အသီးအရွက်အားလုံးကိုလှီးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရေနဲ့သေချာဆေးပေးပြီးရေစစ်ပေးထားပါကြက်သွုံအဖြူအနေငရုတ်သီးစိမ်းကိုလည်းလှော်သွားပေးပါလုံးဝဣတဲ့အထီအောင်လှော်သွားပေးပါလှော်သွားပြီးသွားရင်တော့ထောင်းထားပေးပါစားအနှဲငယ်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရေစစ်ထားတဲ့အရွက်တွေကိုထည့်သွားပေးရပါမယ်လှော်ဖို့အတွက်စီလုံးဝလုံးဝမထည့်ရပါဘူး ကျွန်တော်တို့ရဲ့အသီးအရွက်တွေကရေသေးချာစစ်ထားမှာအခုလိုမျိုးလေး66လေးဖြစ်မှာပါမဟုတ်ရင်ရေတွေအများကြီးထွက်လာမှာပါလှော်ထားတဲ့အသီးအရွက်တွေထည့်ပေးပါကျွန်တော်ကတော့မြေပဲလှော်ကိုတုံးထားပါတယ်ပစွန်ချောင်းမို့အသုံးပြုရင်လည်းရပါတယ်လှော်ထားတဲ့ငရုတ်သီးတွေကိုထောင်းပြီးထည့်ပေးပါပဲအကြမုတ်ထည့်ပေးပါတမယာရေလေးပို့ထည့်ပေးပါ အချို့မှုအနေငယ်အသုံးပြုထားပါတယ်စားသုံးထားပါတယ်စားနေရမှာငားငပြရဲ့အသုံးပြုလို့ရပါတယ်ပြီးွားရင်တော့လှော်ပြီးသားနှမ်းကိုထည့်ပြီးွားပြီဆိုရင်တော့အရသာတွေဝင်အောင်နှဲ့သွားပေးပါလိုတဲ့အရသာကိုမိမိကျန်းနေတတ်သလိုထပ်မံဖြည့်ဆွက်လို့ရပါတယ်ကျွန်တော်တို့ရာသီဥတုအရန်ပူနေတဲ့အတွက်လက်ရှိမှာစီပြန်ဟင်းတွေမစားခြင်းဘူးဆိုရင်တော့အခုလိုမျိုးအရွက်လော်တုပ်လေးကိုစားကြည့်ပါအရွက်ကကျွန်တော်ထည့်တာထပ်ပူပြီးတော့လည်းထည့်လို့ရပါတယ် မိမိအဆင်ပြေသလိုကြိုက်နှစ်သက်သလိုထဲလို့ရပါတယ်လုံးဝလုံးဝရှယ်စားကောင်းတဲ့အတွက်မတုတ်စားဘူးသေးဘူးဆိုရင်တော့တုတ်စားကြည့်ပါအရန်ကောင်း